နေရွှေသွေးရောင်ကိုရုံးရီလွင်မုံနဲ့သဘောမတူကြောင်းပြတ်သားစွာပြောခဲ့တဲ့တရုတ်ဆောင်လွင်မုံပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တမိဖြစ်သူကိုနေရွှေသွေးရောင်နဲ့တစက်လေးမှသဘောမတူကြောင်းပြောလိုက်တာကတော့တရုတ်ဆောင်မင်းသားလွင်မုံပါပြည်သူတွေကတော့တမိရှင်တိုင်းသမတ်တော်ချင်းနေကြတဲ့နေရွှေသွေးရောင်လို VIP ရဲ့အမည်တယောက်ကို ညင်းဆန်ရတဲ့လွင်မိုးကိုအံ့အားသင့်နေကြပါတယ်။အလုံးတီးကြတဲ့အတိုင်းရုံးနေလွင်မိုးဆိုတာကတော့နိုင်ငံကျော်ထိတ်တန်းမင်းသားကြီးလွင်မိုးအချင်းရဆုံးသောသမီးကြီးဖြစ်ပါတယ်။ဒီလိုမျိုးထိတ်တန်းရုပ်ရှင်မင်းသားလွင်မိုးရဲ့သမီးကြီးဖြစ်တဲ့ရုံးနေလွင်မိုးကသူမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ဆယ်ကျော်သက်အရွယ်မှာကလေးကပရိသတ်တွေရဲ့အရေးတကြီးကြီးနဲ့ချစ်ခင်အားပေးခြင်းတွေကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့မျက်နှာအမူအရာနဲ့ချစ်စရာပုံစံလေးတွေကြောင့်ခေလီလိုပရိသတ်တွေကချစ်စနိုးနဲ့နာမည်ပြောင်ပေးထားရတဲ့ရုံးနေလွင်မိုးဟာအရင်တစ်ချိန် ုံးကတော့ပြည်သက်တွေအားလုံးရဲ့အချစ်တွေအားပေးမှုတွေများစွာကိုရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းလွင်မိုးရဲ့တမိအကြီးဆုံးရုံးလွင်လွင်မိုးကနိုင်ငံတော်အကြီးအကဲရဲ့မြေနေရွှေသွေးအောင်နဲ့ချစ်သူတွေဖြစ်နေကြတဲ့တဲ့ရင်ကကျန်းနေလို့နေခဲ့တာဖြစ်ပါတယ်။စင်ကာပူရောက်မြန်မာတွေရဲ့အဆိုအရတော့ရုံးလွင်လွင်မိုးနဲ့နေရွှေသွေးအောင်တို့ကချစ်ကြိုက်နေကြတာကြားပြီးဖြစ်ပြီးအတူတူနေထိုင်ကြတာလည်းကြားပြီးလို့သိရပါတယ်။ပြည်သက်တွေကတော့ရုံးလွင်လွင်မိုးကပထမအိမ်တော်နဲ့ကွဲသွားပြီးတော့တိတ်မကြခင်မှာအခုလိုမျိုးချက်ချင်းလန့်ငင်းချစ်သူရသွားတဲ့ပုံ ်မှာတော်တော်လေးကိုပဲဝေဖန်မှုတွေမြင့်တက်နေကြတာဖြစ်ပါတယ်။ဒါအပြင်ပြည်သက်တွေကတရုတ်ဆောင်လွင်မိုးအနေနဲ့အခုလိုမျိုးတမိဖြစ်သူကနေရွှေသွေးရောင်နဲ့ချစ်ကြိုက်နေတဲ့ပုံမှာ ဘလို့သဘောထားပြီးတော့တုံ့ပြန်မလဲဆိုတာသိချင်နေကြပါတယ်။လွေမိုးကပထမတစ်ခေါက်ရုံးတွေလွေမိုးအိမ်ထောင်ပြူတော့ကလည်းအပြစ်ရှာပြီးတော့ကန့်ကွက်ခဲ့တာမျိုးမရှိဘဲနဲ့သမီးရဲ့စိတ်တန်းကြာလှုပ်ဆောင်ပေးခဲ့တာပါ။ဒါပေမဲ့တချို့သောသတင်းတွေအရတော့လွေမိုးဟာနေရွှေသွေးအောင်နဲ့သမီးဖြစ်သူကိုတဘောမတူခဲ့ပါဘူး။တချို့သောသတင်းတွေအရတော့ရုံးတွေလွေမိုးနဲ့နေရွှေသွေးအောင်ကငယ်စဉ်ကတည်းကချစ်ကြိုက်ခဲ့တယ်လို့သိရပါတယ်။နေရွှေသွေးအောင်ကရုံးတွေလွေမိုးကိုလိုချင်လို့ဖခင်လွေမိုးစီမှာလာတောင်းခဲ့ပေမဲ့လွေမိုးကသမီးဖြစ်သူငယ်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငင်းလို့ခဲ့တာ ဖြစ်ပါတယ်။အခုတခါမှလည်းသမီးဖြစ်သူယုံရင်လင်မိုးကနေရွှေသွေးရောင်နဲ့ချစ်ကြိုက်နေတဲ့အခါမှာသမီးဖြစ်သူကိုစိတ်မချနိုင်ဘူးလို့သိရပါတယ်။ အားလုံးသိကြတဲ့တိုင်လွင်မိုးဆိုတာရုံးရည်လွင်မိုးပေါ်မှာတော်တော်လေးကိုပဲဖခင်ကောင်းပြီးသားတဲ့သူလို့ဆိုရပါလိမ့်မယ်။လွင်မိုးဟာရုံးရည်လွင်မိုးငငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကြပြီးကလေးရတော့လေနားလည်ခွင့်လွတ်ပေးပြီးတော့မင်္ဂလာဆောင်ပေးခဲ့တယ်လို့မြေးလေးကလည်းထိန်ချောင်းပေးနေခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့လွင်မိုးကမြေးလေးကိုသူကပဲထိန်ချောင်းပေးထားရတာဖြစ်ပြီးသမီးကိုအပြိုလိုမျိုးနေထိုင်စေခြင်းပြီးတော့နိုင်ငံသားမှာပညာရည်သင်ကြားနိုင်အောင်လည်းဆက်လက်လှူဆောင်ပေးသွားကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လွင်မိုးကသမီးလေးကိုနောက်ထပ်အိမ် ောင်မပြုတ်စေခြင်းနဲ့အတွက်ပဲဖြစ်ပါတယ်။သမီးဖြစ်သူကိုနေရှင်သွေးအောင်နဲ့သဘောမတူနိုင်ကြောင်းလက်မထပ်စေခြင်းတွေကြောင်းလွင်မိုးကပြောခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောသမီးဖြစ်သူကိုနေရှင်သွေးအောင်နဲ့သဘောမတူကြောင်းပြောလာတယ်။မင်းသားကြီးလွင်မိုးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။